ီဆက်စာအဂီဒီဂီကိုပြောင်းလဲပြစ်မှတ်ထားလာတဲ့အာဆင်နယ်အာဆင်နယ်တင်းဟာနျူကာဆယ်တင်းရဲ့ဆွေတင်တိုက်စစ်မှုအလက်ဇန္ဒားအီဆက်ကိုအဓိကပြစ်မှတ်ဖြစ်သတ်မှတ်ထားခဲ့ပေမဲ့ဒီကစားသမားတန်ကြီးကမြန်မာလုံးနေတာကြောင့်ဖရန့်ဖတ်တိုက်စစ်မှုဟူကိုအဂီဒီဂီကိုကပြောင်းလဲပြစ်မှတ်ထားလာခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်အထောင်တိုက်စစ်ကစားသမားတအူးကိုမဖြစ်မနေလိုအပ်နေတဲ့အာဆင်နယ်တင်းဟာဆွေတင်လက်ရည်စင်တိုက်စစ်မှုအီဆက်ကိုအတော်လေးဆင်းဝင်စားခဲ့တာဖြစ်ပေမဲ့နျူကာဆယ်ကတော့သူတို့ရဲ့ကျယ်ဝကစားသမားကိုအသင်းကနေရောင်းချဖို့စံနာမရှိတယ်လို့လက်လို့ရမယ်ဆိုရင်လည်းပေါင်တန်း150လောက်ထိပါတောင်းဆိုလာနိုင်ပါတယ် ဒီတန်ကြီးပမာဏနဲ့ဆိုရင်အာဆင်နယ်ကလွန်ယူကမှာအစ်ဆက်တူဦးလေးကိုသာခေါ်နိုင်တော့မှာဖြစ်လို့အစ်ဆက်အစားတခြားသောတိုက်စစ် option တွေကိုပဲစဉ်းစားလာခဲ့ပြီးဒီထဲမှာ front back ကပြင်တဲ့တိုက်စစ်ကစားသမားလေး AGDG လည်းပါဝင်လာခဲ့ပါတယ်။အသက်22နှစ်အရွယ် PSG ကစားသမားဟာ AGDG ဟာ PSG ကနေ front back စီကာလာတို့အငားစာကြုံနဲ့ပြောင်းရွှေ့လာခဲ့ရကနေအပြစ်တတိပါပြောင်းလဲလာခဲ့တာဖြစ်ပြီးဒီရီမှာလည်းအသင်းအတွက်ပြိုင်ပွဲစုံမှာ16ဂိုးသွင်း8ဂိုးဖန်တီးထားသလိုဘွန်နက်လီကာမှာ73ဂိုးထိသွင်းယူက၄ဂိုးဖန်တီးထားပါတယ်။ဒီလိုဆန်းဆောင်ရည်တွေကြောင့်ပဲ AGDG ကို Premier League ကလပ်အသင်းတွေကပြိုင်ဆိုင်စိတ်ဝင်စားလာကြပြီး ဒီဒီနေ့ထဲမှာ United ဝဟန်နဲ့အခု Arsenal အတင်းကပါပါဝင်လာခဲ့ပါတယ်ဖရန်ဘက်ကတော့သူတို့ကစားသမားတွေအပြောင်းရွှေ့ခြေကိုပေါင်တန်း60လောက်တည်းလို့ရှိနေပြီးအဂီဒီကီကိုယ်တိုင်ကလည်းသူကစားသမားဘွားကိုနောက်တစ်ဆင့်မြင့်တင်နိုင်မှုအတွက်သူ့ကိုစိတ်ဝင်စားနေတဲ့အတင်းတွေကမှ Champions League ဝင်ခွင့်ရကလပ်အတင်းတင်းစီကိုပြောင်းရွှေ့သွားဖို့ရှိနိုင်ပြီးဖရန်ဘက်ကနေဆုံးခွာသွားဖို့လည်းစဉ်းစားနေပြီပဲဖြစ်ပါတယ်ဒီမှာ United ကတည်းကအမှားတကျ